ကဲလုံးမင်္ဂလာပါကျွန်တော်တို့လည်းဆုံးချင်တဲ့အစီအစဉ်ပုံမှန်ဆက်နေရရှိခင်မဖြစ်ပါကြောင့်ဒီနေ့တစ်ဆက်ပစ်ချင်တဲ့ဗီဒီယိုလေးတွေကပေါ့နော်ပထမဦးဆုံးဒီပုတ်အနေနဲ့ကျွန်တော်ကျွန်တော်ဒီပေါ့နော်ဘာပေါ်မှာအလုံးချုံချုံအလုံးချုံဆုံးခုလိုအနေရအောင်တိဆောက်ကအမျိုးသားတယောက်ရဲ့ရုပ်တံခါရလို့ဆက်လက်ကြည့်လိုက်အောင်ဒါကတော့မြင်ဘူးတမျှထဲမှာအလုံးချုံဆုံးခေလုံရထက်နိုင်ပါတယ်။ဒီနေရာကနှစ်ပေါင်းရာချီနေပြီထွက်တဲ့တစ်ပင်ကြီးတစ်ပင်ထဲမှာလုံးဝကိုပုန်းကွယ်နေရပါ။ အသွင်ပိုင်းကဆဲဆက်သူရဲ့မိသားချော်ချဲတဲ့အဖြစ်ကိုပိုင်အပူပိစနစ်လည်းပါသေးတယ်။အဖြစ်ပိုင်းဆိုရင်လည်းဘသူမှမသိမိအောင် ဖုံးခွဲထားလို့ဒါရတိအချံတဲ့တိုက်ခိုင်းမှုကို လုံးဝပူစရာမလိုဘူးဗျ။တနေ့တော့အာချန်းဆိုတဲ့လူတယောက်လိုက်ရှောင်ရင်းမမျောလင့်ပဲနှစ်ထောင်ချီပြီးဖြစ်တဲ့လဲချနေတဲ့တစ်ပင်အိုးကြီးတပင်ကိုတွေ့လိုက်တယ်။အသွင်ပိုင်းကမချင်းဘူးဆိုတော့ခိုးလုံရလုံရင်ကောင်းမယ်လို့သူတွင်းမိတယ်။ အဲ့ဒါနဲ့ပုတ်စင်းယူပြီးပုတ်နေတဲ့အပိုင်းတွေကိုတန့်ရှင်းလိုက်တယ်။အတွင်းမှာဘုံအောင်နေမယ်၊မွေ၊ပွေစိမ်၊ချင်းတွေကိုလည်းဖျက်ရှားလိုက်တာပေါ့။ဒီနေရာကိုပို့ပြီးလျှို့ဝှက်ချင်တာကြောင့်အာချန်းကအမိုက်တွေအလုံးကိုစိတ်ဆက်ထေချာစွာဖြင်းစင်တယ်။အပြင်ဘက်မှာဘဒုမမရင်မိအောင်တဲလုံးဆက်တစ်ခုတောင်းမထားခဲ့ဘူး။လုံးလောက်တဲ့နေရာချဲ့ချဲ့တူးပြီးတော့မှမြေအောက်ကိုဆက်တူးရတယ်။ကချိုင်းနီလာမမရှိတာကို အတွင်းကမျက်နှာချက်ကအရနှိမ့်နေလို့ထိုင်ရင်ခါတော့မလုံမရဘူး။အာချန်းကအဓိကလမ်းကြောင်းကိုတူပြီးထားတော့မိုးရွာလာတယ်။သူ့လည်းမိုးကိုရှောင်ရင်နိုင်ငံထောင်ဒီကိုချော့မှုအောင်လုပ်နေရတယ်။ရာတီဥတုကောင်းလာတဲ့အချိန်ကျတော့အတွင်းပိုင်းကတော်တော်ကြီးကျယ်လာပြီ။ခမန်းချေအဖြစ်ဆဲဆက်တွေ့ရမိသားထမနေရှိပဲ။အရရှိတဲ့လူတော်မမှန်ရလို့ရတယ်။ဒါပေမဲ့ဝင်းထွက်ရတာနည်းနည်းတော့အဆင်မပြေဘူး။ အဲ့ဒါကြောင့်အာချန်းကဘေးနားကတစ်ကိုင်းတည်းဆိုပြီးမန်ကန်တဲ့အမြင့်နဲ့လေကားတီထက်ကိုယ်ကတီဆောက်လိုက်တယ်။အခုတော့ဝင်းထွက်ဖို့အတွက်ခုံးစရာမလိုတော့ဘူးပေါ့။အာချန်းကကျေနပ်ထွားတော့တစ်ပင်ငူးထိုးတွေအများကြီးယူလာပြီးထောက်မှာအိယာပေါင်အဖြစ်ထားလိုက်တယ်။အိယာရဲ့တစ်ဖက်ချမ်းမှာလည်းပန်ဘူးမှုနုကူထားလိုက်တယ်။ဒီကိန်းဒီပဲတင်လက်ယုံပဲအစာစားဖို့ကလည်းပြေးလေသွားပြီနာတစင်ကတော့မီးဖို့ကိုတူးဖို့ဖို့ပဲသူအေးဆုံးနိုင်ရမသက်ဆိုင်ရာအပေါက်တွေတူးတယ် ပြီးတော့မင်းနာချက်အပြင်ဘက်ကိုသွားပြီးလေးဝင်လီထွက်ပေါက်တစ်ခုကိုတခါတည်းဖောက်လိုက်တယ်။လုံးဝမကောက်ဘူးဗျာ။တီဆောက်ပုံကြည့်တာနဲ့မိခုထိုတဲ့အာနိတင်ကအကမ်းဆုံးဖြစ်မှာတဲချတယ်။အဖော်ဘက်ကအခောင်းဖြစ်နေတာကြောင့်အာချန်ကဘေးဘက်မှာချက်ချင်းအပေါက်တွေဖောက်လိုက်တယ်။ခေါင်းပေါ်မှာလည်းမိခိုးထုတ်ပေါက်တစ်ခုဖောက်လိုက်တယ်။ဒီလိုဆိုရင်တင်းငုတ်တို့တွေကိုမိခိုးခေါင်းတိုင်အဖေးဆက်လိုက်တဲ့အခါမိရှူရာကထွက်လာတဲ့မိခိုးတွေကခေါင်းပေါ်မှာလေပွက်ပြီးအပူပိတ်စနစ်ဖြစ်လာမယ်။ မင်းလောင်မသွားအောင်လို့ချီမီစေကမရှိမဖြစ်ပါပဲ။မိခိုးထိတွေ့နိုင်တဲ့နေရာတိုင်းကိုသူတဲချပိတ်တယ်။ပြီးတော့မှအာချန်က အတွင်းမှမီးရှို့ပြီးအာနိသင်ကိုစမ်းသပ်ချည်တယ်။မိခိုးထွက်နိုင်စွမ်းကတော့အဖြစ်အဝအမှတ်ပေးရမယ်။ပြီးတော့မိခိုးဒီအများကြီးထွက်တာကြောင့်အသားဒီကိုမိခိုးထုတ်လို့ရတယ်။ဒီလိုဆိုအချင်းတို့အတွင်းမှလေးဝင်လေးထွက်အသား၆ကိုစားရတော့မယ်။စောင့်နေတော့မှသူကအလဆင်ပစ္စည်းတွေယူလာပြီး အုတ်ချေမှာပိတ်ဆို့ပစ္စည်းအဖြစ်ထားလိုက်တယ်။ဒါပေမဲ့အပူချိန်လောက်ထိန်းထိန်းပြီးပုံမဖုံးကွယ်ချင်တဲ့ဆိုရင်တော့အာချန်ကရင်းကြီးတွေရှာပြီးအယောင်ဆောင်ဖို့အထုံးပြုတယ်။ဒီလိုမျိုးရိုးရိုးရှင်းရှင်းအလှဆင်လိုက်ပြီးတဲ့နောက်အပြင်ပိုင်းကပတ်ဝန်းကျင်နဲ့လုံးဝကိုပေါင်းဆက်ထားပြီးရှေ့ကအဝင်ဝကိုတော့တူမချန်ခဲ့ဘူး။နေထိုင်ရတာပိုပြီးတက်တွန့်တက်တာဖြစ်အောင်လို့ပေါ့။အခုဆိုရင်ဒီခိုးလုံးရကတကားပဲလို့တော့တာ။အာချန်ကလည်းကိုကိုကိုပြင်းဖို့စင်ချီမပေးဘူး။ တစ်သားချောင်းနဲ့တကားပေါင်ကိုလင်းမြန်စွာလှုပ်လိုက်တယ်။တကားပြတဲ့ကြားကဟာနေတဲ့နေရာတွေကိုတော့ရင်းကြီးတွေဖြစ်ဖို့ရည်ရွယ်ချက်နဲ့ကျဉ်းကျဉ်းလေးထားခဲ့တယ်။ဒီတကားကလုံချုံကြီးတိတ်မရှိပေမဲ့အပြင်းမန်းကအယံလူဟွက်တယ်။ဒါရဲ့ဒီအဆန်တွေဖြတ်သွားရင်တောင် အောက်မှာဒီလိုလူဟွက်နေရရှိနေမှတိဖို့ခက်လင့်မယ်။အတွင်းကိုရောက်တော့အားချမ်းကအိလာခင်းနေခင်းတယ်။ပြီးတော့သူယူလာတဲ့အမဲသားကိုထုံတတ်တူပါနဲ့တတ်ပြီးမိဖို့ထဲမှာကင်းလိုက်တာပေါ့ ီလိုလုပ်နေတုန်းကဂျုံမုံတွေလည်းရောပြီးပေါင်းမှုနဲ့အမျိုးမျိုးတော့ဟင်းခွက်တွေလို့ဒီလိုမျိုးအာဟာရဖြစ်ရတဲ့တောရင်စားဝဲကတောရင်မှာတော့တော်ဝင်အစားအစာလို့တောင်ပြောလို့ရတယ်။အားချန်ကပန်းကန်ကိုတောင်ရက်စားခြင်းစိတ်ပေါသွားတယ်တဲ့။ဘိုက်ဖြေသွားတော့သူ့လည်းလဲချပြီးခေါင်းကောင်းအနားယူလိုက်တယ်။နောက်နေ့ကျတော့မိကုခေါင်းတိုင်တဲကစက်သား၆ကလည်းအောင်းမြင်စွာ၆တည်သွားပြီ။အားချက်လည်းပြိုးပြိုးချင်းချင်းစားသုံးလိုက်တာပေါ့။ ီခေါလုံရကအားလုံးကောင်းပေမဲ့တယောက်ထင်းနေရတာတော့နင်းနဲ့အထီးကျန်တယ်တဲ့။ညဘက်လဲစိတ်ဖိစီးမှုတွေဖြေရှို့ဖို့စကားပြောမဲ့သူမရှိဘူး။တကယ်လို့ခမည်းကစိတ်တက်ကြတာစိတ်တူတာမျိုးခဏခဏဖြစ်နေတယ်ဆိုရင်စကားပြောဖို့တယောက်ယောက်ကိုရှာလို့ရပါနဲ့။အနုလက္ခဏာဆောင်တဲ့စိတ်ခံစားမှုတွေကိုရင်ထဲမှာမဖြစ်နေထားပါနဲ့။အချိန်မရွေးရင်ဖွင့်လို့ရတဲ့တစုံတယောက်တော့တင်းအနာမှာရှိနေမှာပါ။ တလာတော့သူ့ဆိုင်နေတယ်နော်ဆိုသလိုပညာရှင်တယောက်ဖြစ်အောင်ပြောင်းလဲပေးနိုင်မဲ့နီလန်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်အခုဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းတရားအခွန်ခွာပြီးအစိတ်ထုတ်ကြပါတယ်ဆိုတဲ့ပြောင်းမှုတွေဟာတင်းကိုစီးပွားရေးတစ်ခုလိုဖြစ်လာအောင်လို့ဖန်တီးပေးနိုင်ပါတယ်ဒီနီလန်ကိုတော့အိန္ဒိယနိုင်ငံကစတင်တွေးရှိခဲ့ကြတာဖြစ်ပြီးအိမ်မှာပဲတနိုင်တပိုင်စီးပွားရေးလုပ်ဖို့ကြံစည်နေတယ်ဆိုရင်တော့ဒီနီလန်ကအသုံးဝင်စီမှာပါနော်ဒီလူရဲ့လုပ်ပုံလုံးနည်းကတော့ရွေးရှင်ပါတယ်။ဒီရင်ဆုံးပြောင်းမှုဂုဏ်တွေကိုမလွတ်ပြပဲတရားချင်းပေးပြီးပြုတ်ပေးလိုက်ပါတယ်။ ကြကြပြုံးတယ်လေတင်းရဲ့အပင်ထွန်းတော့ကမင်းတက်လေးမူဒီနေရာမှာတော့စိတ်ရှိပေးရပါမယ်ပြီးရင်တော့ဘာစေးမှမပါပဲမှုမှုလေးဖြစ်နေတဲ့ပြောင်းကွန်တွေကိုဇလုံးတစ်ခုတည်းကိုပြောင်းထည့်ပေးထားလိုက်ပါမယ်တဖက်မှာလည်းပြောင်းကွန်ထဲဆိုင်လို့ရမယ့်ရေတံဘူးကြီးနဲ့ဘူးလို့ဘူးအပေါ်ပိုင်းဖြစ်ပြီးတခြားလေးတစ်ခုနဲ့တစ်ခုဆက်ပေးထားလိုက်ပါမယ်ရေတံဘူးတွေရလာပြီဆိုရင်တော့ခုနကပူပူနွေးနွေးအီးစက်စက်ဖြစ်နေတဲ့ပြောင်းကွန်တွေကိုရေဘူးကွန်တွေကိုတစင်းချင်းထည့်ပြီးစပါးနေနေကိုပါတပါးတည်းရောထည့်ပေးလိုက်လို့ရပါတယ် ဒါဆိုရင်တော့ပြည်သိမ့်ညံ့နေတဲ့ဘူးကွန်လေးကိုသာတွေ့ရမှာဖြစ်ပြီးတခြားလေးလေကောင်းလေတန့်ရသည်မဲ့နေရာတစ်ခုမှာပြစ်ထားပေးတယ်လို့ရပါပြီဗျာအချင်းချင်းကြပြစ်ထားရင်အရာအလုံးဆုံးရှုံးသွားရနိုင်တယ်လို့ပြောပေမဲ့လည်းဒီဆိုင်ကြီးကတော့တင့်ကိုဆုံးရှုံးမှုတွေမပေးတဲ့အပြင်အမြန်ဆုံးတွေပါပေးနေနိုင်ပါတယ်ဒါဆိုရင်တော့ဆန်ကရဲ့တိတိပြထားပြီးတဲ့အချိန်အတွင်းမှာပဲမြေမြေဆက်ဆိုင်နဲ့ဘူဝေစာနေတဲ့မှုတွေရလာပါပြီခင်ဗျာအဆုံးနှစ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ channel လေးကိုလည်း like and follow လေးလုပ်ခဲ့ပေးကြပါအောင်ခင်ဗျာရောရှင်းလို့လည်းမော်ဆိုင်ရင် မော်ရီကိုဆိုင်ပြောတာကရန်ရိုးရှင်ပါတယ်အရင်ဆုံးမော်တမင်းရဲ့ပင်စီကိုအရင်ဖယ်လိုက်ပါတယ်ပြီးရင်အပေါ်ကမင်းရဲ့ပင်ကိုစက်ကူတရက်ပေါ်တင်ပြီးအပေါ်ကပလင်းနဲ့ဖုံလိုက်ပါတယ်အဲ့လိုဘာလို့လုပ်လဲသိကြတာတွားတဲ့မမိုးရီခူးချရတဲ့ကမခုငယ်မို့ရဲ့ခေါင်းမင်းရဲ့ပင်ကိုအချက်လေးလောက်ပေါ်ပြီးမှခူးရတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့မော်ရီရဲ့မျိုးပွားမှုတွေကမို့ရဲ့ထိတ်ခေါင်းအောက်မှာရှိနေလို့ပဲဖြစ်ပါတယ်အဲ့လိုပုံပေးခြင်းအားဖြင့်မျိုးစစ်ကျဲချသလိုပဲဖြစ်ပါတယ်ဒါမှအဲ့နေရာမှာမိုးပင်အစ်စ်ပြန်ပေါက်မှာပဲဖြစ်ပါတယ်ဒါကြောင့်ခုနကစာရဲပေါ်မှာတင်ထားတဲ့မုံခေါင်းကိုဖယ်လိုက်တဲ့အချိန်ဆိုရင် ဆက်ကူဘက်မှာမုံမျိုးစေးတွေဂျန်ခဲ့မှာဖြစ်ပြီးအဲ့ဒီမျိုးစေးတွေကိုနှစ်ချက်တန်လေးယူကပရင်းနဲ့ထည့်ရပါမယ်အထက်မှာရဲ့၂၀တောင်တွက်နေလို့ကြီးထွားလာပြီးခဏအကြာမှာမျိုးစေးအစိုးပွင့်လေးဖြစ်လာပါမယ်အဲ့ဒီခါကျမှပလင်းကိုနှုတ်ဝင်အဲ့ဒီမျိုးစေးတွေကိုစေးထုအန်နဲ့ဆွေယူကဘူးရီထဲမှာစနစ်တကျပြန်နေစိုက်ပြူတာဖြစ်ပါရင်လက်ပတ်ကြပြီဆိုရင်တော့အဲ့ဒီဘူးထဲမှာမိုးတွေပွင့်နေပြီဖြစ်ပြီးခုလို့ရပါပြီဆုံးမကြည့်ပြီးလဲတွေ့နာလို့ကျေးဇူးတင်ပါတော့ခုလို့ဆွေးနွေးနေတဲ့ဗီဒီယိုလေးနောက်ပုံမှန်ဆက်ပြီးတော့ပြော Project YouTube channel လေး subscribe လုပ်တော့ပြီးကြပါတော့ဒီမှာလေး